အရှင်ပြားမသိတာရအားလုံးမေးလို့ရရှင်ပြားမေကုမေးချောက်ခွင့်ပြုပါအရှင်ပြားတပြည့်တော်ဒီခန္ဓာကိုယ်မှာပေါ့နော်အာတန်ချရတာတန်ကောင်ကိုသိစေလိုတဲ့စေတနာလည်းဖြစ်တယ်ကိုယ်လည်းကျမ်းမာခြင်းနဲ့စိတ်ကလေးရှိရေပေါ့ပြီးတော့ကင်ဆာကင်ဆာဆဲတွေပါတည်ဖို့အတွက်ကိုတပြည့်တော်ဒီရော့ရော့သွားအောင်လို့ပူသက်စီတောက်ရရေပေါ့အဖေးရမဆိုဒီခန္ဓာကိုယ်မှာယောဂဖြစ်လာပြီဆိုရင်ဒီပိုးတွေတည်ဖို့အတွက်ကိုအကောင်ကြီးစစ်ကြတာတို့ပါတို့လောက်တယ်ပေါ့ဒီစီးတောက်တဲ့အချိန်မှာတပြည့်တော် ဒါပါဏတိပါဒကံထိုက်ပါသလားအရှင်ဗျာအဲ့ဒါမဟာသီဆရာကြီးဖြေထားတာရှိတယ်နော်အဲဆရာဝန်ကြီးတယောက်ကအဲ့မိခွန်းလင်းမေးဘူးတယ်ဆရာတော်ကြီးကိုလေအဲ့တော့ဆရာတော်ကြီးအဖြေနှမျိုးပြောပါတယ်နော်ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ဟိုဒီနေ့စေသိပ်ပံကနေပြီးတော့ချိုးပိုးကောင်လို့သတ်မှတ်တာပေါ့နော်ဘီပိုးလို့ဆိုတဲ့ပိုးကောင်ဘလောက်လောက်ရှိတယ်စသဖြင့်ပိုးကောင်သတ်မှတ်တယ်အဲ့တော့ဆေးတွေတောက်ကြရတယ်ပေါ့ ်ဒါဆိုဘာနဲ့ပတ်သက်ကမထိုက်ဘူးလားပေါ့နော်ဆိုတော့အဲ့တော့ဆရာတို့ရအဖြေနှမျိုးပြောပါတမျိုးကတော့ဆရာတို့ရတက်ရှိတတဝါလို့ဆရာတို့ရမယူစားဘူးတမျိုးကတော့ပထမတဝါရကဒီဟာတွေကရုပ်တမျိုးသာဖြစ်တယ်တက်ရှိတတဝါမဟုတ်ဘူးရုပ်အမုံမွားလေးတမျိုးပဲပေါ့နော်ဒီယောဂါဆိုတာရုပ်တမျိုးပဲဟိုအသက်ရှိတဲ့တတဝါမဟုတ်ဘူးဒါကြောင့်ရုပ်ဖြစ်တဲ့အတွက်ကြောင့်ဒီရုပ်တွေကိုဖျက်ဆီးဖို့တဲ့ဒီစေတောက်တာဖြစ်တဲ့ကြောင့်ဘာနာတိပတ်သက်ကမထိုက်ဘူးဆရာတို့ပထမပြောတဲ့ဝါရကတက်ရှိတတဝါမဟုတ်ဘူးဒါရုပ်တမျိုးပဲပေါ့နော်အဲဥဒ္ဒဇာရုပ်လို့ခေါ်တာပြည်ထမမှာ ဘယ်လိုကြတော့ကဲတက်ချစ်တက်တော်ဖြစ်ပါစေအောင်ပေါ့နော်ဒါပေမဲ့ကိုကဒီပိုးကောင်လေးသေးပါစေဆိုစိတ်နဲ့တောက်တာမဟုတ်ကိုခန္ဓာကိုယ်ကျမ်းမာရေးကိုဆောင်ချတဲ့အနေနဲ့တောက်တာဒီပိုးကောင်လေးသေအောင်ဆိုတဲ့စိတ်နဲ့နှလုံးသွင်းပြီးတောက်တယ်ဆိုရင်တော့ကံမြောက်မှာပေါ့နော်ကံပါတာလေးပါတာကံထိုက်မှာပေါ့ပိုးကောင်ကိုသေစေလို့စိတ်နဲ့မဟုတ်ဘဲနဲ့ကို့မှာဖြစ်နေတဲ့ယောဂဝေဒနာတွေကြောက်ပါစေဆိုတဲ့ယောဂဝေဒနာကိုပဲဖယ်ရှားလို့တဲ့စိတ်နဲ့တောက်တယ်ဆိုလို့ရှိရင်တော့သူ့စိတ်ထဲမှာသေစေလို့တဲ့စိတ်နဲ့မပါတဲ့အတွက်ကြောင့်ခုနကပြောတဲ့အင်္ဂါ၅ချက်လေးရထွင်ရနော်ကိုအင်္ဂါ၅ချက်နဲ့တိုက်ကြည့်မယ်ဆိုရင်သူကပိုးကောင်လေးသေပါစေစိတ်နှလုံးမသွင်းတဲ့အတွက်ကြောင့်ကံမမြောက်ဘူး โอเคဒီပိုးတွေသေပစေဆိုတဲ့စိတ်ကြီးနဲ့တမင်တကတောက်တယ်ဆိုရင်တော့ဒါဘာတန်တိဘာတန်ပြန်ထိုက်မှာပေါ့เนาะအဲ့တော့ယောဂသမားတွေကစိတ်တောက်တဲ့အခါမှာပိုးတွေကိုနှလုံးသွင်းမဲ့နဲ့ကိုယ့်ရဲ့ကျန်းမာရေးကောင်းပါစေဆိုတဲ့စိတ်နဲ့ပဲနှလုံးသွင်းပြီးတောက်ရမှာပေါ့เนาะရှင်းတော့